ချောင်းဦးမြို့မှာရဲစခန်းကိုတွန်လှန်ရေးတပ်များကတိုက်ခိုက်မှုကြောင့်စစ်သား9ဦးသေဆုံးကြောင်းသိရပါတယ်။သခိုင်းတိုင်းချောင်းဦးမြို့မှာရဲစခန်းကိုလက်နက်ကြီး drone တို့ဖြင့်တိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးပြီးကားကိုယ်တော်ပျက်စီးခဲ့ကြောင်းချောင်းဦးမြို့နယ်ပကားဖတိုက်ခိုက်ရေးတပ်ဖွဲ့ CSU PDF မှတာဝန်ရှိသူတို့ကပြောပါရတယ်။အော်တိုဘာလ10ရက်နေ့နာနာ9နာရီ10မိနစ်အချိန်ချောင်းဦးမြို့မှာရဲစခန်းတွင်သို့60မမလက်နက်ကြီးဖြင့်ဗုံးသီးနှလုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားကိုတောင်ထိမှိုက်ပောက်ကွဲခဲ့ပြီးတက်စီးခဲ့ကြောင်းအော်တိုဘာလ၁၀ရက်နေ့နက်နက်၉ခန်းကထပ်မံပြီးဒရုန်းဖြင့်ဘုံးသီးတလုံးတက်ခိုက်ခဲ့ရာစစ်သား၅ဦးတေဆုံးပြီးတအုပ်တန်ရရရှိခဲ့ကြောင်းတေဆုံးသွားသောစစ်သား၅ဦးအနက်တအုပ်ကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတပ်ထဲသို့တယ်ဆောင်သွားကြောင်းသိရှိရပါတယ်။လက်လက်ကြီးကြောင်ထိတာလားဒရုန်းကြောင်ထိတာလားတော့မသိဘူး။၅ရောက်သေးတယ်လို့သတင်းရတယ်။နမခထဲကိုတယ်သွားတဲ့တယောက်ကအရာရှိလို့တော့ယူဆရတယ်။သူ့ရဲ့ယာလူနာမည်တွေတော့မသိရသေးဘူး။ တည်သွားတယ်လို့ပဲသတင်းရတာကျွန်တော်တို့တိုက်ခိုက်တဲ့အချိန်မှာပြန်လည်ပြစ်ခတ်တာမျိုးတော့မရှိပါဘူးဟုချောင်းမြုံနယ်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့ CHUB တဲ့မှတာဝန်ရှိသူကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုချောင်းမြုံနယ်ပကဖတိုက်ခိုက်ရေးတပ် CHUB တဲ့နဲ့ BLDF LPDF တို့ပူးပေါင်းကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ချောင်းမြုံနယ်ငါးလုံးတင်ဆင်ပြေပါတော့စစ်တပ်ပြစ်ခတ်သောလက်နက်ကြီးကြက်ရောက်ပေါက်ွဲပြီး ပြည်သူနှစ်ဦးတေဆုံးပြီးကလေးငယ်နှစ်ဦးပြင်းထန်တမ်းရရရှိကြောင်းသိရပါဗျ။သဂိုင်းတိုင်းချောင်းဦးမြို့နယ်ငါးလုံးတင်စင်နေရွာလိုအကြမ်းဖက်စစ်တပ်ပစ်ခတ်သောလက်နက်ကြီးတရောက်ပောက်ကွဲ၍ပြည်သူနှစ်ဦးတေဆုံးပြီးကလေးငယ်နှစ်ဦးပြင်းထန်တမ်းရရရှိခဲ့ကြောင်းဒေသပြည်သူများကပြောပါဗျ။အောက်တိုဘာလ10ရက်နေ့ညစင်တိုင်းကျော်ခန့်တွင်ချောင်းမြုံနယ်ငါးလုံးတင်စင်နေရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် အကြမ်းဖက်စစ်တပ်ပစ်ခတ်သောလက်နက်ကြီးတီများသည်ရှမ်းထူးရွာနှင့်ငါးလုံးပင်စင်နေရွာကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးရှမ်းထူးရွာတွင်ပြည်သူများထိခိုက်မှုမရှိတော့လေငါးလုံးတင်စင်နေရွာတွင်ပြည်သူနှစ်ဦးသေဆုံးကကလေးငယ်နှစ်ဦးပြင်းထန်တမ်းရရရှိခဲ့ကြောင်းသိရပါတယ်ဖြစ်တာကလက်နက်ကြီး6လုံးပစ်ခဲ့တာကြောက်ရောက်ပောက်ကွဲတဲ့နေရာကရှမ်းထူးရွာဘက်လက်ကြသလိုငါးလုံးတင်စင်နေရွာဘက်ကိုလည်းကြားတယ်ရှမ်းထူးရွာဘက်ကတော့လူထိခိုက်မရှိခဲ့ဘူးငါးလုံးတင်စင်နေရွာဘက်ကတော့စစ်ပြေရှောင်းနှစ်ဦးသေဆုံးပြီးနှစ်ဦးတန်ရာပြင်းထန်ရသွားတယ် အသက်35နှစ်အရွယ်အမျိုးသမီးတူလည်းလက်လက်ကြီးကြပြီးပြီးချင်းပွဲချင်းပြီးတည်ဆုံခဲ့ရတယ်။အသက်60ဖွားဦးကတော့ဒီနေ့မနက်ခင်းမှာထပ်မံတည်ဆုံခဲ့ရတာပါ။နောက်ထပ်ဒဏ်ရာရတဲ့ကလေးနှစ်ဦးကတော့စိတ်ကူတမှုခံယူနေပါတယ်ဟုဒေသအပြည်သူကပြောဆိုပါတယ်။လက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်သည်6ဦးမြုံနယ်အတွင်းရှိကျေးရွာများကိုလက်နက်ကြီးများဖြင့်စစ်တိုက်ပစ်ခတ်နေသောကြောင့်ကျေးရွာနေပြည်သူများသည်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ ကျောင်းမြို့ထွေးုပ်ရုံကစစ်ခွေးတွေကလက်လက်ကြီးတွေနဲ့စက်တိုက်ပြစ်ခတ်တက်ခိုင်းနေလို့အခုလဲပြည်သူတွေဘေးလိုရာကိုထွက်ပြေးတင်းရှောင်နေကြရပါတယ်စစ်ခွေးတွေတိုက်ပွဲဖြစ်ပွားခြင်းမရှိတာကိုလက်လက်ကြီးတွေနဲ့ရန်သားပြစ်ခတ်တက်ခိုင်းနေတာဟုကျောင်းမြို့နယ်တွင်စစ်ဘေးရှောင်ရေးအကူအညီဆောင်ရွက်နေသူတူကဆက်လက်ပြောဆိုပါတယ်ထို့ပြင် အော်တိုဘာလ6ရက်နေ့ည9နာရီခန့်ကလည်းစစ်တပ်ကကျောင်းမြို့နယ်ဘုံတို့ကျေးရွာတွင်ပြုလုပ်သောစီမီထွန်းပွဲသို့လေကြောင်းဖြင့်ပုံကျဲတိုက်ခဲ့ရာကနအူးပြည်သူ20တေဆုံးခဲ့ပြီးနောက် ဒံရရှိသူများတဖြည်းဖြည်းထပ်မံတည်ဆုံးခဲ့ကြောင်းယခုအခါတည်ဆုံးသူစုစုပေါင်း24ဥပတိရှိလာပြီဖြစ်ကြောင်းသိရပါဗျ။စစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲအတွက်မဲဆင်းများကွဲလွဲမှုမပြည့်စုံမှုများနဲ့လိုအပ်ချက်များရှိနေကြောင်းလူဝင်မှုကြီးကြပ်ရေးဝန်ကြီးမြင့်ကြိုင်ဆိုသူကဝန်ခံလိုက်ပါဗျ။အကြမ်းဖက်စစ်တပ်ကလာမည့်ဒီဇင်ဘာ28ရက်နေ့တွင်ပြုလုပ်မည့်ရွေးကောက်ပွဲအတွက်မဲဆင်းများအချက်လက်ကွဲလွဲမှုမပြည့်စုံမှုနဲ့လိုအပ်ချက်များရှိနေကြောင်းစစ်တပ်လက်အောက်ခံလူဝင်မှုကြီးကြပ်ရေးဝန်ကြီးမြင့်ကြိုင်ဆိုသူကဝန်ခံလိုက်ပါဗျ။ မြေပြည်တော်တွင်ပြုလုပ်သည့်မြေပြင်ကွင်းစင်းစည်ရင်ကောက်ရွေးကြီးကြပ်မှုဗဟိုကော်မတီစည်းဝေးတွင်မြင့်ကြိုင်ကအထက်ပါတိုင်းဝန်ခံလာခြင်းဖြစ်ပါသည်စတမာလ30ရက်မှစ၍ပရမအကျိုးမဲဆန္ဒရှင်စည်ရင်ကိုတက်ဆိုင်ရမြုပ်နယ်များ၌ထုတ်ပြန်ကြေညာခဲ့ပြီးအချို့ဒေသများတွင်မဲစည်ရင်မပြည့်စုံအချက်လက်ကွဲလွဲမှုနှင့်လိုအပ်ချက်များအနေငယ်ရှိနေသည်ကိုတွေ့ရှိရပါကြောင်းပြည်သူများအနေဖြင့်မိမိအမည်မဲစင်းတွင်ပါဝါပါအကျက်လက်ပြည့်စုံမှန်ကန်မှုရှိမရှိမဲစင်းထုတ်ပြန်တင်ရထားသည့်နေရာများသို့လာရောက်ကြည့်ရှုနိုင်ရင် ပြင်ဆင်ဖြစ်ဆွရန်လိုအပ်ချက်များရှိပါကကယံကန်ရှင်နေဖြင့်ရွေးကောက်ပွဲနှိယုတ်ပရိပါပြန်လည်ချက်များနဲ့အညီတတ်မှတ်ပုံစံများဖြင့်ဖြစ်ဆွဆောင်ရွက်နေရေးအတိပေးကြရန်လိုအပ်ကြောင်းမြင့်ကြိုင်က ပြောပါတယ်လက်ရှိအတိပြုလူဦးရေစီးရင်တွင်ဌာနဆိုင်ရာဝန်ထမ်းအချို့နဲ့အကြောင်းမျိုးကြောင့်ရွှေပြောင်းနေထိုင်သူများသည်ပြောင်းရွှေ့နေထိုင်ရာဒေသတို့အိမ်နောက်စုလူဦးရေစီးရင် ပြောင်းရွှေ့ဝင်ရောက်မှုမရှိသေးသည့်အတွက်မဲစီးရင်ပြုစုရာတွင်ကြန့်ရှိနေခြင်းကွဲလွဲနေခြင်းဖြစ်ပါကြောင်းမြင့်ကြိုင်ကပြောဆိုပါတယ်အကြံဖက်မရောက်နိုင်က 2020ရွေးကောက်ပွဲတွင်မဲအစင်းများမှာရွေးနေမှုကိုအကြောင်းပြ၍ဆက်အာနာသိမ်းခဲ့ခြင်းဖြစ်ပြီး၎င်းတို့ပြုလုပ်မည့်ရွေးကောက်ပွဲတွင်လွတ်လပ်တရားမျှတစွာပြုလုပ်မည်ဟုပြောဆိုတော်လဲမဲအစင်းများမှာရွေးမှုများစက်တိုက်ဂျုံလာရကမဲအစင်းများမှာရွေးနေပါကြောင်း၎င်းတို့ကိုယ်တိုင်ဝန်ခံလာကြခြင်းဖြစ်ပါတယ်။စစ်ဖွဲ့ပါတီမှဘူးလက်လှဆွေကလည်းအော်တိုဘာလ9ရက်နေ့ကမဲအစင်းများအကြီးတဲမှာရွေးနေကြောင်းလူရင်900တွင်300မှာမှာရွေးနေကြောင်းမဲအစင်းပြင်းစင်စိန်နေပါနေကြောင်းမဖြစ်တင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အာဆီယံထုကိုယ်စားလှယ်ကတော်လှန်ရေးအင်အားစုတွေနဲ့ထိတွေ့ဆွေးနွေးခဲ့ကြအောင်ပူးတွဲထုတ်ပြန်ထားပါတယ်။မလေးရှားနိုင်ငံက2025ခုနှစ်အာဆီယံလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်ကာလတလျှောက်မှာမြမအရေးနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်တော်လှန်ရေးအင်အားစုတွေနဲ့တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ခဲ့တယ်လို့တော်လှန်ရေးအင်အားစုအဖွဲ့20ကပူးတွဲသတင်းထုတ်ပြန်လိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားညီညွတ်ရေးတာဝန်ခံကောင်စီ NCCC ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု Committee CRPH ဒိုင်းသားတော်လိုင်းအဖွဲ့များ ERO အတန်းဖင်ခံကောင်စီများဖက်ဒရယ်ယူနစ်များနဲ့အခြားသောကိုယ်စားလှယ်အဖြူမှုများပါဝင်သည့်ပတ်သက်သူတွေနဲ့အာဆီယံဥက္ကဋ္ဌရဲ့မြန်မာအရေးထူးကိုယ်စားလှယ်ကဆွေးနွေးတွေ့ဆုံပွဲဟာထောက်လျှောက်ပြုလုပ်ခဲ့တယ်လို့ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မလေးရှားနိုင်ငံဂျိုင်းဝန်ကြီးရဲ့နေပြည်တော်ခီးစဉ်ပြီးမှာတော်လိုင်းအင်အားစုဖွဲ့20ကမြန်မာအရေးပေါ်အာဆီယံရဲ့ပအဝင်ပတ်သက်သူတွေနဲ့ထိတွေ့ဆက်ဆံခြင်း ူညီဆန္ဒ၅ရပ်ဖြည့်ရှင်ခြင်းဒီမိုကရေစီမြင့်တင်ခြင်းနဲ့စစ်တပ်အတူပြောင်းရွေးကောက်ပွဲတွေကိုညှင့်ပယ်ခြင်းပူးတွဲတင်ညာချက်ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။မလေးရှားနိုင်ငံခြားရေးဝန်ကြီးမူဟာမက်ဟဆန်ကအော်တိုဘာလ9ရက်မှာနေပြည်တော်ကိုနေချင်းပြန်သွားရောက်ခဲ့ပြီးအာနာသိစစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမဲအောင်နိုင်စစ်ကောင်စီဝန်ကြီးချုပ်ဦးညိုစောစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးတန်းစွေတို့နဲ့တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါ့ဝိမဲ့တစ်ဖက်မှာလည်းမြန်မာအရေးအာဆီယံ2ကိုစလဲကအာနာသိစစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့အင်အားစုတွေနဲ့ထိတွေ့ဆွေးနွေးမှုတွေရှိနေကြောင်း တော်နိုင်အင်အားစုတွေကအတိပေးထုတ်ပြန်လာပါတယ်။အဲဒီလိုတွေ့ဆုံမှုတွေမှာစစ်တပ်ရဲ့အတုရောင်ရွေးကောက်ပွဲတွေကိုညှင့်ပယ်ရင်တော်နိုင်အင်အားစုတွေကြားညီညွတ်ရေးအာဆီယံရဲ့ပြည်သားရဲ့အရေးယူမှုတောင်းဆိုခြင်းလူသားချင်းစာနာမှုကူညီပေးပါမှုအားလုံးပါဝင်တဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဒေတာရင်းတည်ရင်ရေးစတဲ့ချက်တွေကိုတော်နိုင်အင်အားစုတွေကအဓိကဆွေးနွေးခဲ့ကြတယ်လို့ထုတ်ပြန်လိုက်ပါတယ်။ဒါအပြင်တော်နိုင်အင်အားစုတွေဟာစစ်ကောင်စီကပြုလုပ်မဲ့ဘယ်လိုရွေးကောက်ပွဲကိုမဆိုညှင်းပယ်ပြီးညှင်းဆန်ပြီးတရားဝင်မှုမပေးဖို့ စစ်ကောင်စီကဆက်လက်ကျူးလွန်နေတဲ့ရက်စက်ကြမ်းကြုတ်မှုတွေပေါ်နှုတ်ဆက်နေမှုကိုအဆုံးသတ်ဖို့သမ္မတဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ပါဝင်ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းခံအားလုံးကိုချွင်းချက်မရှိချက်ချင်းပြန်လုပေးဖို့စစ်ကောင်စီတပ်ကျူးလွန်မှုမှန်တဲ့တာဝန်ယူမှုတာဝန်ခံမှုရှိစေဖို့စားတဲ့ချက်တွေကိုလည်းအာဆီယံ2ကိုယ်စားလှယ်နဲ့တွဲဆမှုမှာတောင်းဆိုခဲ့တယ်လို့ဖော်ပြပါတယ်ဒီနေ့ပူရဲထုတ်ပြန်လိုက်တဲ့တော်လိုင်းရေးဖွဲ့20မှာ ABSDF အနာရှင်စတင်အင်အားစုများပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှလေ CNF CRPH Critical Movement, Zagain Forum Federation, KPICT, KNU, KNBP, IUC, မကွေးဒေသတော်လှန်ရေးအဖွဲ့များကွန်ရက်မလေးဒေသလွှတ်တော်မွန်ပြည် Federal Council, MMMCC, NUCC, NUG, NMSPAD, PNFC, RCC နဲ့ရန်ကုန်လွှတ်တော်တို့ဖြစ်ပါတယ်။အေထွင်းချုပ်နေမိများအားစေုပ်စုအပြင်းထန်ထိုးစစ်ဆင်လာနိုင်သဖြင့်စီးရဲအထူးတရားကြပါညာအေကထုတ်ပြန်လိုက်ပါတယ်။ ကျောက်ဖြူပါဝင်ပင်လက်ကန်းဆတ်မြို့များတွင်စစ်အုပ်စုထိုးစစ်ရတွင်စစ်အုပ်စုမှထိခိုက်ဒေဆမှုများပြားကြောင်းသိရပါသည်။အာရခတ်တတော် A ရဲ့ထိန်းချုပ်နယ်မြေတွေမှာအကြမ်းဖက်စစ်အုပ်စုကရေကြောင်းလေကြောင်းတက်ခိုက်မှုတွေပြုလုပ်လာတာကြောင့်စစ်ရေးအန္တရာယ်သတိထားဖို့ A ကအောက်တိုဘာလ10ရက်နေ့မှာထုတ်ပြန်လိုက်ပါသည်။ပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွင်းတိုင်းငါလုံးအတိုင်းတာနဲ့စစ်အုပ်စုရဲ့တပ်ရင်းတပ်မဌာနချုပ်တိုင်းဌာနချုပ်တွေပါဝင်စစ်ရေးအရာဆွတ်လုခဲ့ရတဲ့နေရာအချို့မြို့တွေနဲ့ရဲရွာတွေကိုပြန်လည်သိမ်းပိုက်ရရှိဖို့စစ်အုပ်စုက ထိုးစစ်တွေပြုလုပ်နေတယ်လို့ A ကပြောပါတယ်။2025ခုနှစ်မတ်လ3ကစလို့အကြံပေးစီအုပ်စုကရခိုင်ပြည်နယ်တွင်ကြောက်ဖြူပါဝင် A တိမ့်ပိုက်ထားတဲ့နေရာတွေကိုကြီးရည်လေးပူပေါင်းဆစ်စင်ရည်တွေချိန်ဖန်များစွာပြုလုပ်ခဲ့ပြီးမယ်။ထီရောက်မှုမရှိပဲစီအုပ်စုကအထူးခိုက်ကြဆုံးတွေနဲ့သာရင်ဆိုင်နေရတယ်လို့ A ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ6ရက်ကလည်းတန်တွဲမြို့တောင်ပကြီးတိုင်းနယ်ဆက်လက်မြို့ကြီးရွာကအရသာကြီးလို့သားပြည်သူလေးယောက်ပင်လယ်ပြင်ကမ်းကြီးငါးဖမ်းနေချိန် စစ်ကောင်ရှင်ရဲ့ရေတပ်ကဖမ်းသွားသလိုအော်တိုဘာလ3ရက်ကလည်းအချမ်းပဲစစ်တပ်ကကြောက်ဖြူမြို့စားပြင်ကွင်းရက်ကွက်ကရေလုံသားပြည်သူ20ကျော်ကိုအကြောင်းမဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အော်တိုဘာလ9ရက်ညနေ4နာရီကျော်ချိန်ကလည်းခွားမြို့နယ်ပုံမြတ်ကျေးရွာရဲ့အနောက်ဘက်ကိုလည်းစစ်အုပ်စုရဲ့စစ်သည်မော်တွေကလက်နက်ကြီးနဲ့စစ်တပ်တွေတိုက်ခတ်တိုက်ခိုက်ခဲ့သလိုအော်တိုဘာလ9ရက်ကလည်းတန်တွဲငပ်ပလီကန်ကျင်းမြန်ချင်းဆိုင်မှာအထိုင်ချထားတဲ့စေုပ်စုစစ်သင်္ဘောတွေကလက်နက်ကြီးတွေနဲ့တန်တွဲမြို့ပတ်ဝန်းကျင်ကိုရန်သားပစ်ခတ်ခဲ့တယ်လို့သိရပါဗျ အော်တိုဘာလ10ရက်မနေ့ပိုင်းမှာလဲတန်တွဲနဲ့ ग्वा မျိုးပေါ်ကိုစေအုပ်စုက Y8 Y12 လေယာဉ်တွေနဲ့လေးလိုက်ခန်းကြာမရမနာဝဲပြန်နေခဲ့ပြီးနောက်တန်တွဲမျိုးအနီးပဝန်းကျင်ကို Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ရတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်နဲ့နေပြချင်းထူးဆန်းနေတဲ့မကွေတိုင်းနဲ့ရေကန်ပဲခူးတိုင်းညောင်ကျိုးပြူဝါကုန်းနဲ့ရယာဝတီတိုင်းအစပ်လင်းမြနာမြို့နယ်တွင်တို့မှာလဲအချမ်းဖက်စစ်တပ်နဲ့ A တို့တပ်ဖွဲ့နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်းသိရပါတယ်။ပင်လယ်ကားနီးမြို့ရွာတွေကပြည်သူတွေအနေနဲ့လဲ အချမ်းပဲစစ်ကော်မရှင်ရဲ့ရေချောင်းလေချောင်းတက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားဖို့နဲ့စည်ရည်သတိရှိဖို့အေအေကအတိပေးတိုက်တွန်းထားပါတယ်။